မင်္ဂလာပါကြည့်ရှုအားပေးကြသူအားလုံးကိုယ်ယူကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ကောင်းတန်ပြောမယ်ဆိုတော့အစီအစဉ်အောက်ကနေပြီးတော့လူငယ်တွေစိတ်ခွန်အားရရှိစေဖို့အကြောင်းအရာလေးတွေကျွန်တော်ရွေးချယ်ပြီးတော့ပြောဆိုလာခဲ့တာ ကြားပါပြီဒီကနေ့လဲကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုကတော့လှွတ်ထားလိုက်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောပြရစီ တခါတော့ကပညာရှိရသေးရင်နဲ့သူတပည့်တွေဟာခေးတစ်ခုသွားရင်ရေကန်ရေကန်တစ်ခုနားကိုရောက်သွားတယ်ဆရာကြီးကတပည့်တယောက်ကိုငါရေးစားရကွာလို့ပြောလိုက်တော့တပည့်ကလည်းအလိုက်တီးတီးပဲရေခွက်ယူပြီးတော့ရေကန်ကိုသွားပြီးတော့ရေခတ်ဖို့ထွက်သွားတယ်ခဏတည်းတော့သူပြန်လာတယ်ရေကန် ခုနတချို့ရေကန်စက်မှာ မိမတွေကအဝိရှော်နေကြတယ်အဲ့အချိန်မှာပဲရေကန်ဘေးနားကနေပြီးတော့လှဲတွေကဖြတ်မောင်းသွားရတယ်ရေကန်ရှုံ့ပုတ်ရေလိုနောက်ကျနေတဲ့အတွက်ပြန်လာတဲ့တပည့်ကဆရာကြီးကိုပြောပြဆရာကြီးရေကန်နဲ့ရေဟာတောက်လို့မရအောင် ရှုံ့ပုတ်ရေတွေဖြစ်လို့ကျွန်တော်မခတ်ခဲ့ပါဘူးခင်ဗျာအဲ့လိုပြောလိုက်တော့ဆရာကြီးကအာရတယ်မင်းစိတ်ပေါက်ဘူးနဲ့ လာလာငါနာအရေးထဲလာနားနေလိုက်ခဏထားလိုက်မိထားလိုက်အဲ့တော့ဆရာကြီးကဘာမှမပြောမဆိုဘဲနဲ့ငြိမ်ငြိမ်လေးပဲအตาလေးကြည့်နေလိုက်ခဏနေတော့ရေကမှာဖြတ်သွားတဲ့လှဲတွေလည်းမရှိတော့ဘူးရေကမှာအဝတ်လျှော်တဲ့လူတွေလည်းမရှိတော့ဘူးလူသူကင်းရှင်းပြီးတော့အချိန်နေ ရှင်းသွားတဲ့အခါကျမှတပည့်ကိုတကယ်ငါတပည့်မင်းရေတော့ခတ်ချီတော့လို့ပြောလိုက်တယ်တပည့်ကလည်းဆရာကြီးခတ်နေတဲ့တော့ခတ်တော့ဟိုမှာစောစောကသူမြင်တဲ့ရှင်းမဟုတ်ရေတွေမဟုတ်တော့ရေရကြီးနေအဲ့နနဲ့သူလည်းအာရဝန်သာခတ်ပြီးတော့ဆရာကြီး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 ရေကနေရေတွေကြီးသွားပြီတဲ့အဲ့ဒါဆရာကြီးတကူကြောင့်ကြီးသွားတာပဲဖြစ်မယ်မဟုတ်ဘူးငါတပဲမင်းအထင်မှားနေပြီငါဘာတကူမှမလုပ်ဘူး ငါကြောင့်ဖြစ်တာလည်းမဟုတ်ဘူးရေကန်ရဲ့သဘောတဘာဝအနေထအောင်လုံးမဲ့အရာတွေမရှိတဲ့အခါမှာသူ့ဘာသာသူရှုမှုတွေအောက်မှာအနေထိုင်ပြီးကြပြီးကြည်သွားတာအဲ့တော့ငါလုံးလို့ဖြစ်တာမဟုတ်ဘူးအချိန်ခဏစောင့်ကြည့်ပြီးတော့လွတ်ထားလိုက်အဲ့လိုလွတ်ထားလိုက်လို့ရှိရင်သူ့လိုလိုရေးရပြန်ကြည့်သွားမှာပဲအဲ့တော့အချိန်တွေတစ်ခုကို ဖြစ်လာတဲ့အခါမျိုးမှာလူတွေကခုနပြောတယ်ဗျာနော်လုံပြီးလောက်ရလောက်ကြတယ်ကျွန်တော်တို့လူဘဝမှာလည်းတစ်ခါတလေရေကန်တစ်ခုလိုပဲအမြဲကြီးမနေဘူးကျွန်တော်တို့ရဲ့စိတ်တွေကျွန်တော်တို့ရဲ့အုံနောက်တွေဟာရေကန်ရဲ့ရေကန်တစ်ခုလိုပဲတစ်ခါတရံအကြောင်းကြောင်းကြောင့်ကျွန်တော်တို့နောက်ကြည့်သွားနိုင်တယ်တစ်ခါတရံမှာကြတော့ကျွန်တော်တို့တွေကမထင်မှတ်ပဲနဲ့နောက်ကြည့်ခေါင်းမကြည့် စိတ်တော့ကရောက်စိတ်ညစ်စရာဖြစ်အဲ့လိုခါမျိုးကြရင်တောလို့တောင်လို့လုံနေရင်ပို့ပြီးတော့ဒါကိုကြိုးစားမယ်ဆိုရင်ပို့ဖို့စိုးစားဖို့ပဲရှိတယ်ဒါကြောင့်ဒီလိုအခြေအနေမျိုးကြုံခဲ့ရင်လွတ်သာထားလိုက်ပါငြိမ်ငြိမ်လေးနေပြီးတခြင်းနားထောင်မယ်ဘုရားရှိခိုးမယ်တရားထိုင်မယ်ငြိမ်ငြိမ်လေးနေပြီးလိုက်ဒါဆိုရပြီအဲ့တော့ရောက်ရက်ခတ်နေတဲ့ လောဘဒေါသမောဟမာမာနအနေနဲ့ရောက်ရခတ်နေတဲ့စိတ်တရားငြိမ်သွားပြီးတော့စိတ်ကကြည်ကြည်လင်လင်ဖြစ်လာတဲ့အချိန်ကျမှကိုလှုပ်ရှားရှိတာလှုပ်ပါပြောရှားရှိတာပြောပါ လုံးသိမ့်လိုက်တတ်တာတွေကိုလှုပ်မယ်ဆိုလို့ရှိရင်အောင်မြင်မှုရနိုင်ပါတယ်ပုံမှန်ကောင်းမွန်တဲ့အခြေအနေတစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့သောတော့ကလူရေကန်နေရရေနောက်ကြည့်တဲ့အခြေအနေမျိုးဘဝမှာ ဖြစ်လာခဲ့ရင်ကျွတ်ထားလိုက်ပါဒီချိန်မှာဘာမှကြိုးစားအထုတ်မနေပါနဲ့တော့တခါတည်းအမှကျွန်တော်တွေကအချိန်ဆောင်ရတာရှိတယ်ဘလို့ပဲကြိုးစားကြိုးစားမအောင်မြင်တာမျိုးဖြစ်တတ်တယ်တခါလေးဘာမှမဟုတ်တာလေးနဲ့ထပ်အောင်မြင်သွားတာလည်းရှိတယ်အဲ့ဒါကျွန်တော်တို့အချိန်ညောက်ပါပဲကိုယ့်ရဲ့ကုသကအကျိုးပေးတဲ့အချိန်ရောက်ရင်အကောင်းနေဖြစ်လာပြီးတော့အကုသကိုကျူးပေးတဲ့အချိန်ရောက်ရင်အဆိုးတွေဖြစ်သွားတတ်တယ် ဲ့လိုဖြစ်လာတဲ့အခါမှာကျွန်တော်တို့တွေကငြိမ်ငြိမ်လေးနဲ့ကစောင့်ကြည့်နေတတ်ဖို့ပဲလိုပါတယ်ကြီးရှုနေကြသူတွေအားလုံးလည်းဘဝမှာဒီလိုမျိုးအခက်အခဲတွေပြဿနာတွေအဲစိတ်နောက်ကြည့်စရာတွေဂျုံမှာပါပဲအဲ့လိုဂျုံတဲ့ကခုနကကျွန်တော်ပြောတဲ့အားလေးကိုအမှတ်ရလိုက်ပါလှွတ်ထားလိုက်ပါကျေးဇူးတင်ပါတယ်